နတ်စန်ခလေးချီပါအော်ဆိုတော့အဲဂျပန်စာ online class ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်အဲဒီ page လေးမှာပေါ့နော်ဒီအောင်စိုရာရဲ့ page လေးမှာအဲ chapter မင်းနာနော်နီဟွန်ဂိုရဲ့ shock you ichi အခြေခံစာအုပ်ကလေးကိုအခြေခံပြီးတော့အဲ chapter 1ကနေပြီးတော့ပေါ့နော် unit 1ကနေပြီးတော့ပြပြချင်းတင်ဆက်ပေးလာတော့အခုက unit 8မှာပဲရှိပါသေးတယ်။ unit 8ကိုရောက်နေပြီမဟုတ် unit 8မှာပဲရှိသေးရပေါ့နော်။ unit 8မှာအာအရင်တော့က ဘယ်နားလေးမှာတက်နေရလဲဆိုတော့ unit 8ရဲ့ခိုတိုးပါလေးပေါ့နော်ခိုတိုးပါလေးကိုပြောရင်းနဲ့အိမ်မှာတက်နေရဆန်စီအလုပ်တွေဝင်လာပြောမှာအားပဲနဲ့ဆက်ပြောဗီဒီယိုတွေ update တိတ်ပြောမလုပ်နိုင်တာပေါ့နော်အာဒီနေ့မှာတော့ဒီ chapter 8ရဲ့ grammar ဘိုင်းလေးကိုပေါ့အာတင်ဆက်ပေးကြပါမယ်ဒီဗီဒီယိုနဲ့အတူအဲ့တော့ဒီ chapter 8ရဲ့ grammar ဆိုလို့ရှိရင်အဓိကတော့ဘာတွေပြောလဲဆိုတော့ e adjective နဲ့ na adjective ပေါ့နော်အာ adjective နာမဝိသေသနာဆိုတာကိုဂျပန်လိုဆိုလို့ရှိရင် kyoshi လို့ခေါ်ပေါ့အဲ့တော့ e kyoshi နဲ့ na kyoshi အီခဲနဲ့နားခဲတွေပေါ့နော်အီခဲတွေနားခဲတွေကိုဘယ်လိုမျိုးပုံစံတွေပြောင်းမလဲဘယ်လို conjugate လုပ်မလဲပေါ့ conjugate လုပ်တယ်ဆိုတော့စာကြောင်းပုံစံပြောင်းတာကိုပြောတာဥပမာဆိုရင်အအငင်းဝတ်ကြောင့်ဘယ်လိုပြောင်းမလဲပေါ့နော်အတိတ်ကာလပြပုံစံဘယ်လိုပြောင်းမလဲစာတွေကိုပြောထားတယ်ဒီ chapter 8မှာတော့အတိတ်ကာလ ကြပုံစံမပါသေးဘူးသူကအအငင်းဝတ်ကြပါတော့သူက adjective ကပုံစံနှမျိုးဖြစ်နေတော့ ek ရဲ့ na ခဲရဲ့ဆိုပြီးတော့နှမျိုးရှိတော့အဲ ek နဲ့ na ခဲနဲ့ကိုအငင်းပုံစံပြောင်းတဲ့အခါကျရင်ဘယ်လိုပြောင်းမလဲစရာလေးကို chapter 8မှာအပါရဲပေါ့နော်စာကြောင်းလေးလို့ကြည့်ရင်လည်းအတူတူအလုပ်စီကြရအောင်အဲ့တော့ဒီ slide ထဲမှာဆိုလို့ရှိရင်ကြတော့ဒီမှာစာကြောင်းလေးရေးထားရပေါ့နော်ဒီစာကြောင်းလေးရေအကုန်လုံးက desk ပေါ့ desk ကလေးနဲ့စုံနေတယ် death death is a ဖြစ်ပါတယ်တဲ့အဲ့ဆိုဒီနောက်ဆုံးစာတောင်းဆိုလို့ရှင်ကြတော့ဒီမှာက death ကပေါ့နော် death က death ကဆိုတော့ဖြစ်ပါလားပေါ့နော်အဲ the last ဆိုရဲဒါမေခွန်းပုံစံလေးပေါ့ဒါလေးက question လေးနဲ့ပေါ့နော် question လေးနဲ့သွားဆုံးတာမေခွန်းလေးနဲ့ဆုံးတာအဲ့တော့ဒီမှာဒီစာတောင်းနေထဲမှာပါတယ် na adjective တွေရဲ့ပြီးရင် e adjective တွေပေါ့နော် e ခဲတွေကိုလိုက်ကြည့်အောင်လိုက်ကြည့်ရတော့ဒီမှာဆိုရင်ခီတဲ့ e ဆိုတဲ့စကားလုံးလေးတွေ့မယ်ဒါလေးကခဲရောရှိလေ adjective လေနောက်တစ်ခါဒီမှာ nigiya ka ဆိုတဲ့စကားလုံးလေးတွေ့ရဲ့ဒါလေးကလည်းခဲရောရှိလေးပါ adjective လေးပါနာမဝိသေသနာလေးနောက်တစ်ခါဒီမှာဆင် omo ရှိတော့ e ဆိုရဲနာမဝိသေသနာ adjective လေးတွေ့မယ်ဒီမှာဆင် e ဆိုတာလေးရှိမယ်ပေါ့နော်အတားတော့မိကွန်းဆိုတော့တာတာမိကွန်းမိထားတာပါမိကွန်းမိထားတော့သူဒီစာကြောင်းကိုယ်တိုင်ထဲမှာတော့သူကနာမဝိသေသနာတစ်ခုခုမပါနိုင်ဘူးပေါ့နော်အဲ့ဆိုဒီမှာကြည့်အောင် key တဲ့ e ဆိုတဲ့စကားလုံးလေး key တဲ့ e ကဒီမှာ e လေးနဲ့စုံနေတော့မြောက်သားပြန်မှားပြီးတော့ဒါလေးကို e ခဲလို့ထင်တတ်ကြတယ်တကယ်တမ်းကဒါသည် e ခဲမဟုတ်ပါဘူး သူ့ရဲ့ငကိုစကလုံးကဘာလဲဆိုတော့နလေးနဲ့စုံတယ်သူ့ရဲ့ငကိုကြီးလျှော့ခဲ့ပေါ့နော်ကြီးလျှော့ခဲ့မှာဆိုရင် तू ကအမှန်တကယ်ကဘာလဲဆိုရင်ခီတဲ့အီနဆိုတဲ့စကလုံးလေးခီတဲ့အီနနလေးနဲ့ तू ကစုံတယ်လှပါတော့ပေါ့နော်ခီတဲ့အီနဆိုတာလှပါတော့ဆိုတဲ့စကလုံးလေးအဲ့လှပါတော့ဆိုတဲ့စကလုံးလေးကဒီစာကြောင်းထဲကိုပေါ့နော် desk နဲ့ तू ဆက်လိုက်တော့မယ်စာကြောင်းထဲကိုထည့်လိုက်ပြီဆိုလို့ရှိရင်နနဲ့စုံနေတဲ့စကလုံးလေးကနကိုဖြုတ်ပြီးတော့မှစာကြောင်းထဲကိုလာထည့်ရတယ် အဲ့ကြောင့်မလို့သူကစာကြောင်းနဲ့ရောက်တဲ့အချိန်မှာနားပြုတ်သွားတော့ဒုတိယနောက်ဆုံးစကားလုံးက e ဖြစ်နေပြီးတော့ e နဲ့ဆုံးတဲ့ adjective လေးလို့ထင်နေရတယ်။ဒါပေမဲ့မဟုတ်ပါဘူး။တကယ်ကခီတဲ့ e ဒီပါလဲဆိုတော့ငုတ်စကားလုံးကခီတဲ့ e နာဆိုရဲနာ adjective ကလေးပါ။အဲ့တော့စာကြောင်းလေးရဲ့အဓိပ္ပာယ်ကိုကြည့်အောင်ခိုနိုဆိုတော့ ဒီပေါ့နော်ခိုနိုခိုနိုစာဒီဒါလေးကဘာရေးထားလဲဆိုတော့ဒီအရှိရခန်းကြီးလေးပေါ့နော်ဒီခန်းကြီးလေးကဘာလဲဆိုလို့ရှိရင်မာချီလို့ရေးထားတာပါမာချီဆိုတဲ့စကားလုံးလေးရောစန်စီကတော့မာချီကိုဘယ်လိုမှတ်လဲဆိုလို့ရှိရင်ဒီအရှိရစကားလုံးလေးကလဲခွက်ကလေးပေါ့နော်ဒီအနောက်ကကြောက်တာချောရောပါတော့လေလမ်းနာမည်လေးကိုပြောလို့ရှိရင် it chaw me ni chaw me စသည်ဖြစ်ပေါ့နော်တော့ block ပေါ့နော်ဟို one block မြောက် two block မြောက်အစားတိဖြစ်သူ ပြောတဲ့အခါကျတော့အဲ့လိုပုံစံမျိုးချော်လေးနဲ့အဲ့တော့လေကွင်းလေးတွေရဲ့နောက်တစ်ခါလမ်းလေးကိုအညွန့်ပြတဲ့ဒီသင်ဂီတာလေးရဲ့ပေါ့နော်ချော်ဆိုတဲ့စကားလုံးလေးရဲ့ပါလို့ရှင်ရင်မြို့ကလေးမချီလို့မှတ်ထားပါပေါ့နော်ဟုတ်တယ်ကမာချီဆိုရဲခန်းကြီးလေးပါမာချီဝါတဲ့ဆိုခိုနိုမာချီဝါဆိုဒီမျိုးကတဲ့ခီတဲ့ဤတဲ့ဆိုတော့လှပါပါတယ်တဲ့ နောက်ဒုတိယစကားလုံးလေးကိုကြည့်အောင်နီဂီယာကနီဂီယာကဆိုတာသူကလည်းအမှန်တော့နာစကားလုံးလေးနာလေးပြုံနေတာငကိုစကားလုံးကနီဂီယာကာနာနီဂီယာကာနာသူ့ကိုအဲ နီဂီယာကာကိုစားတောင်းထဲမှာ dash နဲ့ဆက်လိုက်တဲ့အခါကျတော့နားပြုတ်သွားပြီးတော့နီဂီယာကာ dash ဖြစ်နေတာပေါ့နော်အဲ့တော့နီဂီယာကာဆိုတာစီကားတာကိုပြောတာစီကားပါတယ်တဲ့နောက်တစ်ခါ omoshiro ii desu ဒီစကားလုံးလေးကတော့စားတောင်းထဲကိုလည်းရောက်နေတဲ့အချိန်မှာ ii လေးနဲ့ဆုံးနေတယ်ငိုစကားလုံးလေးကလည်း ii လေးနဲ့ဆုံးနေရမယ်သူက ii နဲ့ဆုံးတဲ့စကားလုံးတွေကစားတောင်းထဲကိုထည့်တဲ့အခါကျရင်ဒီလိုမျိုးပေါ့နော် dash နဲ့လာပြီးတော့သူ့ကိုဆက်တဲ့အခါကျရင်ဘာမှ tree to ii ကိုဘာမှလှုပ်စရာမလိုဘူး ii ကိုဖြုတ်စရာမလိုဘူးဒီတိုင်းလာထည့်မှာ ဲ့တော့များသောအားဖြင့် i နဲ့ဆုံးတဲ့စကားလုံးတွေဒီစာကြောင်းနဲ့ရောက်လို့ရှင်လည်း i နဲ့ဆက်ပြီးတော့ဆုံးနေစေပဲအားကြောင့်မလို့ i နဲ့ဆုံးတဲ့စကားလုံးတွေ့လို့ရှင်များသောအားဖြင့်က ik e adjective ဒါပေမဲ့ဒီလိုမျိုးခီတဲ့ e အကြတော့နာရဲမှာခြွင်းချက်လာဖြစ်တဲ့ပုံစံပေါ့နော် e နဲ့ဆုံးနေတော့သူ့လည်း e ခဲလို့ဆိုပြီးတော့ထည့်လိုက်လို့ရှင်မှားသွားမယ်။သူကကြတော့ငကိုရုံးကနာနဲ့ဆုံးနေတာပေါ့။ဒါပေမဲ့ဒီလိုမျိုးငကိုရုံးကနာနဲ့ဆုံးနေပြီးတော့စာကြောင်းနဲ့ရောက်တော့ e ပဲကျန်ခဲ့တော့တယ် e နာပေါ့နော်။ငကိုစကလုံးက e နာဖြစ်နေတော့နာပြုတ်သွားပြီးတော့စာကြောင်းနဲ့ရောက်လို့ရှင် e ဖြစ်သွား။ e နဲ့ဆုံးနေလို့ထင်ရတယ်။ဒီခြွင်းချက်စကလုံးမျိုးကသိမရှိရဲ့အတွက်ကြောင့်မလို့မှတ်ရတာလွယ်ပါတယ်။များသောအဖြစ်ကသူ့လိုမျိုးဒီလိုမျိုးခီတဲ့ e လိုမျိုးခြွင်းချက်စကလုံးနေရာလွယ် ွဲပြီးတော့ပေါ့နော်ကျန်တဲ့စကားလုံးတွေကိုကြည့်မယ်ဆိုလို့ရှိရင်များသောအဖြစ်က e နဲ့ဆုံးတဲ့စကားလုံးဟာ e ခဲဖြစ်ပြီးတော့ e နဲ့မဆုံးမဲနဲ့မာနီဂီယာကလိုမျိုးကျန်တဲ့အတန်ထွက်တွေနဲ့ဆုံးနေတဲ့စကားလုံးကနာခဲတွေဖြစ်နေတာပေါ့အဲ့လိုမျိုး general ပေါ့နော်ရေပူရအဖြစ်ကတော့အဲ့လိုမှတ်လို့ရတယ် e နဲ့ဆုံးလို့ရှိရင် e ခဲဖြစ်ပြီးတော့ကျန်တဲ့အတန်ထွက်တွေနဲ့ဆုံးနေလို့ရှိရင်နာခဲဖြစ်တယ်လို့မှတ်ထားလို့ရတယ်ဒါပေမဲ့ချွင်းချက်ရှိအောင်အမြဲတမ်းကောင်းတဲ့မှာစဉ်းစားထားရမယ်ခီးတဲ e လိုမျိုးစကားလုံးကကြတော့ e နဲ့ဆုံးနေပေမဲ့သူဟာ ဤခဲမဟုတ်ပါဘူး။နာခဲပါဆိုရဲဟာတော့ကွာတည်ထားမှာပေါ့နော်။ဆိုတော့အဲ twin chest လုံးလေးကိုတော့တည်ထားရမယ်။နောက်တစ်ခါနောက်စာကြောင့်ချင်း ee dash ဆိုတာကောင်းပါတယ်။ဒီမျိုးကကောင်းတယ်ဆိုတော့ဒီမျိုးမှာဒုစရိုက်တွေတိတ်မရှိဘူး။ဒီမျိုးကသွားရလာရင်စင်ပြေတယ်။ပစ္စည်းတွေကလည်းဈေးသက်သာပေါ့နော်။တင့်တော်တဲ့စသည်ဖြစ်ပေါ့။နေလို့ကောင်းတယ်ပေါ့။ ee dash ဆိုကောင်းနေတယ်။ အဲ့တော့ e ဆိုတဲ့စကားလုံးတွေကတခြား form ဒီစကားလုံးတွေကတခြား form ကိုအငင်းဝကြတော့ပေါ့နော်အတိတ်ကာလပြောင်းဝကြတော့ပြောင်းမယ်ဆိုရင် e ကနေမပြောင်းမဲနဲ့ your e ဆိုတဲ့စကားလုံးလေးကနေပြောင်းပြရမယ်ဆိုတော့တတိထားမယ်အဲ့တော့ e ဆိုတာကရိုးရိုးစာကြောင်းမှာဆိုရင်တော့ e dash လို့ပြောတယ် your e dash လို့မပြောဘူးဒါပေမဲ့တခြားပုံစံပြောင်းတော့မယ်ဆိုရင် e ကနေတစ်ဆင့်မပြောင်းမဲနဲ့ your e ဆိုတဲ့စကားလုံးလို့အရင်ပြောင်းပြီးတော့မှ your e ကနေနောက်တစ်ဆင့်ပြောင်းရမယ်ဆိုတာလေးကိုမှတ်ထားပြရမယ် နောက်ဆုံးမိကုံးလေးကတော့ do the scars are ဘလို့လဲတဲ့ဆိုတော့ဘလို့မျိုးလဲပေါ့ဥမာဆိုရင်ဘောနော်အဲ့ဒီမျိုးကဘလို့နေလဲဆိုရင်ဆိုတော့မာချီဝ do the scars are ဘလို့နေလဲလူထိုင်လို့ကောင်းလားအဲတွားရလာရအစင်ပြေလားလူတွေကစဉ်းစားသဘောကောင်းလားစသဖြင့်ကွာတည်ကျင်တဲ့အချိန်မှာ do the scars လေး ਨੇ မေးလို့ရတယ်ပေါ့နော်အဲ့ဆိုရင်နောက်ထပ်ဆောင်ဟိုနောက်တစ် slide ပေါ့နော်ဆက်ပြီးတော့ကြည့်ကြအောင်အဲ့တော့ ဒီတစ်ခေါက်ကကြတော့ဘာတွေကိုပြောင်းကျင်တာလဲဆိုတော့ဘာလုပ်ကျင်တာလဲဆိုတော့အငင်းဝကြပေါ့နော်အငင်းဝကြလေးလေးပြောင်းကျင်နေအပထမဆုံးက Kire is death ဆိုရဲခုနကတော့လှပတဲ့ဆက်စကဲလုံးလေးကိုအငင်းဝကြပြောင်းကြည့်မယ်အငင်းဝကြပြောင်းလို့ရှိရင် death ကိုဖြုတ်လိုက်ပြီးတော့ Kire e မှာ အဲဘာလေးတွဲလိုက်မလဲဆိုရင်ဂျာအာဒီမာဆန်ပေါ့အဲဂျာလိုပဲ၃၃ဒဲဝါလိုပဲ၃၃အတူတူပဲပေါ့နော်ဂျာအာဒီမာဆန်တော့မဟုတ်ရင်ဒဲဝါအာဒီမာဆန်လေးကိုတုံးပြပါမေးတွေဘာတွေရှိလို့ရှိရင်တော့ဟိုမေးတွေဘာတွေပို့လို့လေစာရေးလို့ရှိရင်တော့ဂျာဆိုတဲ့စကားလုံးနဲ့တိတ်တုံးလို့မရှိပေါ့ဂျာအစကားပြောပေါ့ spoken language ပေါ့နော်ဒဲဝါကြတော့တော့အာစာရေးတဲ့အခါမှာလည်းပို့တုံးတာပေါ့ဒဲဝါအာဒီမာဆန်ပြီးရင် ganki des ကျမ်းပါတယ် ganki ဂျာအာဒီမာဆန်မကျမ်းပါဘူးပေါ့နော်အဲ့တော့ ganki ဆိုတော့ကျမ်းပါတယ်တွက်လက်တယ် ောက်တစ်ခါကလေးလေးမှာဆိုလို့ရှိရင်လည်းကလေးကတော်တော်လက်ကစားနေရဲ့ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်အာဒီကလေးလေးကဂန်ခီဖြစ်တယ်ပေါ့နော်ဂန်ခီဒက်စ်နဲ့ဆိုပြီးပြောလို့ရှိပါတယ်နောက်တစ်ခါနီကီယာကာဒက်စ်စီကားတယ်ဆိုတော့သူအငင်းဝကြပြောင်းလို့ရှင်ဂျာအာရီမာဆန်သူမဟုတ်ဒဲဝါအာရီမာဆန်နဲ့ဆက်မယ်ဆိုတော့ဒက်စ်ကိုဖြုတ်လိုက်တယ်နီကီယာကဂျာအာရီမာဆန်ဖြစ်သွားတယ်ပေါ့အဲ့တော့တခုတည်းထားမှာဒါအခုဒီ slide မှာပြောနေတဲ့စကားလုံးนี่ဒီအငင်းဝကြပြောင်းတာဘာတွေကိုပဲပြောင်းနေရလဲဆိုလို့ရှင်နာခဲတွေကိုပဲပြောင်းနေရတယ် နာခဲတွေကိုပြောင်းနေရဆိုတဲ့ဟာလေးကိုသတိထားပါမယ်နာ adjective တွေပေါ့နော်နာ adjective တွေကိုအငင်းဝကြပြောင်းနေရအားကြောင့်မလို့ငကိုသူ့ရဲ့ငကို formal တွေကဒီမှာအမှန်တော့နာလေးတွေပေါ့နော်အဲ့ဒါလေးကပြုတ်ပြုတ်ထားခဲ့တာပေါ့ဖြုတ်ထားပြီးတော့ dash နဲ့ပဲလာဆက်ပြီးတော့ရိုးစာချောင်းဖွဲ့ပေးထားတာပေါ့သူ့ကိုအငင်းဝကြပြောင်းလို့ရှိရင်တော့ကြာအာဒီမှာဆန်နဲ့ပြောင်းပေးရမယ်သူမဟုတ်ရေးသားဆိုရင်ဒဲဝါအာဒီမှာဆန်လေးနဲ့ပြောင်းပေးရမယ်နောက် slide လေးကိုကြည့်အောင်ဒီတစ်ခါကကြာတော့ e adjective တွေကို ဣခဲတွေကိုဘယ်လိုမျိုးအငင်းဝက်ကြပြောင်းလဲကြည့်အောင်ဣခဲတွေကိုအငင်းဝက်ကြပြောင်းတဲ့ပုံစံလွယ်ပါတယ်ဣကိုဖြုတ်လိုက်မယ်ခုနိုင်ပေါင်းထည့်လိုက်မယ်ဣကိုဖြုတ်လိုက်မယ်ဣနေရာမှာခုနိုင်ပေါင်းထည့်လိုက်မယ်အစင်တာကဣမြင်တော့တာကဣတဲ့စမြင်နေမမြင်ဘူးဆိုရင်ဣကိုဖြုတ်လိုက်တယ်ခုနိုင်ပေါင်းထည့်လိုက်တော့တာကခုနိုင်ဣတဲ့စမမြင်ပါဘူးတဲ့သူမဟုတ်ရင်ဒါဈေးနှုန်းကိုပြောနေရဆိုရင်ဈေးမကြီးဘူးလဲဖြစ်နိုင်တယ် အဆောင်ဦးတို့เนาะတနေရာရရဲ့အနေအထားကိုပြောတာဆိုလို့ရှိရင်မြင်တယ်ပေါ့ OECD တဲ့ဆိုတာအရသာရှိတယ် OECD ခုနိုင်တဲ့ဆိုအရသာမရှိပါဘူးနောက်ဆုံးက E ကိုဖြုတ်ပြီးတော့ခုနိုင်လေးပေါင်းထည့်လိုက်တယ် e that's ကောင်းတယ်အဲ့တော့မကောင်းမှုဆိုတဲ့စကားလုံးလို့ဖို့အတွက်ခုနပြောခဲ့သလိုပဲ e ကိုဖြုတ်ပြီး e sorry e ကိုဖြုတ်တာမဟုတ် e အစားဘာကိုသုံးပြရမလဲဆိုရင်ခြားပုံစံအောင်ပြောင်းတော့မယ်ဆိုရင် your e ကိုသုံးပြရမယ် your e ကနေမှတဆင်ပြောင်းမယ်အဲ့တော့ your e မှာ e ကိုဖြုတ်ပြီးတော့ဘာလေးပေါင်းထည့်လိုက်လဲဆိုရင်ခုနိုင်ပေါင်းထည့်လိုက်တယ်အဲ့တော့ your ခုနိုင် that ဆိုတဲ့စကားလုံးလေးရမယ်ပေါ့နောက် slide ဆက်ကြည့်အောင်ဒီတစ်ခေါက်ကတော့ဘာလို့ချင်လဲဆိုတော့ခုနကတော့နာခဲတယ်ပေါ့နော်ခုနကတော့အာနာခဲတယ်ဤခဲတယ်မှာ စာကြောင်းလေးကိုထည့်တဲ့အခါကျရင် desk နဲ့စုံတဲ့စာကြောင်းလေးကိုထည့်ရပေါ့အဲ့ဒါဆိုရင် now ကိုဖြုတ်ပြီးထည့်ရအဲ့ကြောင်ဒီတိုင်းထည့်ရဆိုပြောခဲ့ရပါတော့အခုကကြောင်တော့သူကသူကြည့်ပဲမဟုတ်တော့ဘဲနဲ့အနောက်မှာ noun လေးတစ်ခုလာတွေ့ကျင်တာအဥမာဆိုရင်လှပသောမြို့အဲတိတ်ဆိတ်သောမြို့မြန်မာသောတောင်စသည်ဖြစ်ပေါ့เนาะဒီမြို့တို့တောင်တို့တခုခုပေါ့ဒီအနောက်မှာ noun formula တခုလာထည့်ကျင်တယ်နာခဲတယ်ဤခဲတယ်ရဲ့အနောက်မှာ noun formula လာထည့်ပြီးတော့မှစာကြောင်းလေးဖွဲ့ကျင်တာ ဲ့လိုမျိုးအနောက်မှာနောင်စကားလုံးတစ်ခုပါလာပြီဆိုလို့ရှိရင်တော့အဲဘာမှတ်ထားမလဲဆိုတော့နောက်ဖြုတ်เสียမလို့တော့ခုနကနားဖြုတ်ခဲ့လေအခုနားဖြုတ်เสียမလို့တော့နောက်မှာနောင်တစ်ခုလာပါလို့ desk နဲ့တန်းဆက်တာမဟုတ်ဘဲနဲ့နောင်တစ်ခုပါနေရအတွက်ကြောင့်မလို့အဲ့လိုအခြေအနေမျိုးမှာဆိုရင် နားရည်ဤဒီကိုရီးယားဤကတော့ trade to မရှိပါတော့ဤကတော့ကိုရီးယားမဖြုတ်ခဲ့အောင်ဆိုတော့ဒါပေမဲ့အင်းတော့ဆိုနားပါနားဖြုတ်ခဲ့အောင်အခုနားမဖြုတ်တော့အဲ့ဒီမှာဆိုရင်နားရောနားရောဆိုတော့တမင်လေးရှိရမျိုးလေးပါကျော်တိုနာမှာရှိရယ် you may not နားအထိတုံးလိုက်တယ်။ဘာဖြစ်လို့လဲဆိုတော့အနောက်မှာမချီဆိုတဲ့ဒီမြို့စကလုံးပေါ့နော်။မြို့စကလုံးပါနေရတဲ့အတွက်ကြောင့်မလို့နားမဖြုတ်တော့ယူမဲနာနမဲကြီးသောမြို့ဖြစ်ပါတယ်တဲ့။နာရဝရှီဇူကာနာနားအထိတုံးတယ်။ရှီဇူကာနာမချီတဲ့ဆိုတိတ်ဆိတ်သောမြို့ဖြစ်ပါတယ်တဲ့။ဖူရူအီမာချီဒက်ဆဖူရူအီအီခဲလေးပါဒါလေးကဟောင်းနွမ်းသောမျိုးဖြစ်ပါတယ်မျိုးဟောင်းလေးပါပေါ့အီမာချီဒက်ဆမျိုးကောင်းလေးပါတဲ့ကောင်းမွန်သောမျိုးပါတဲ့ ဘလို့မျိုးမျိုးလဲလို့မြည်ရခါကြရင်ဒွန်းနာနဲ့မြည်လိုက်မယ်ဒွန်းနာမာချီဒက်စ်ကဘလို့မျိုးမျိုးလဲနာရာကဘလို့မျိုးမျိုးလဲဒွန်းနာမာချီဒက်စ်ကဘလို့လဲဆိုလို့ရှိရင်ကြတော့ဒိုဒက်စ်ကနဲ့ပဲမြည်ုံမယ်နော်ဘလို့လဲဆိုရင်ဒိုဒက်စ်ကနဲ့မြည်ုံမယ်အခုကဘလို့မျိုးမျိုးလဲမလို့ဒွန်းနာဖြစ်သွားမယ်ဒိုလို့မသုံးတော့ဘဲနဲ့သူ့ကိုဒွန်းနာနဲ့တောင်းမယ်ဘလို့မျိုးလဲမလို့ဒွန်းနာမာချီဒက်စ်ကဆက်ကြည့်အောင် အော်ဒါလေးကတော့ဘာလဲဆိုတော့ပေါ့နော်စကလုံးလေးပေးထားတယ်တို့ပေါ့မွန်တိုင်းလေးကိုဖြည့်ဖြည့်ကြည့်အောင်ပေါ့ချီစာအီဆိုတင်းငယ်တော့ဖူဒူအီဟောင်းနွမ်းတော့ရာစာရှိဆိုတာကဒီနေရာမှာဆိုလို့ရှိရင်တော့ အာလွယ်ကူတော့ပေါ့နော်လွယ်ကူတော့ဆိုတဲ့တခြားစကားလုံးတွေတခြားအသေးပဲရှိနိုင်သေးရရစရှိအောင်ပါဆိုရင်လူဆိုရင်ဂျင်နာသဘောကောင်းတော့တော့မို့ရတာတွေပါတယ်ဆိုရင်ရတာပျော့ပြောင်းတယ်ဆိုတဲ့ဟာမျိုးလည်းရစရှိပေါ့နော်ဒီဟင်းကတိတ်ပြော့ရတာ strong မဖြစ်ဘူးသူရရတာတိတ်မပြင်းထန်အောင်ပျော့ရဲဆိုရင်လည်းရစရှိနေတော့တယ်ဒါပေမဲ့ဒီနေရာမှာတော့ဒါလေးကလွယ်ကူတယ်ဆိုတဲ့အသေးပဲနဲ့ပေါ့နော်ခန်းတန်းလို့အသေးပဲမျိုးနဲ့သူ့ကိုသုံးကြရအောင်အီဇိုကာရှိကအလုံများတဲ့ art စေကပူအိုက်တယ်ပေါ့ဒါအိမ်မှာပါပေးထားလဲဆိုတော့ time ဝါတဲ့ဆာမွိဒက်စ်ကရတယ် ထိုင်းဆိုတာထိုင်းနိုင်ငံကိုပြောတာထိုင်းဟာတဲ့ဆာမူရီဒက်စ်ကအေးလာတဲ့။ဤရဲ့ကြောင်းမြန်တဲ့ပဲအာတစ်ရှင်အာတစ်ဒက်စ်ပေါ့နော်အာတစ်ဒက်စ်အိုက်ပါတဲ့နောက်ကအစ်ချပန်အာစတာဟီမာဒက်စ်ကမနေ့ပြင်အားလား။ဤရဲ့ဟင်းမအားဦးရဲ့ဆန်ကျင်ဘက်ကအီဆိုဂါရှိပေါ့နော်အီဆိုဂါရှိဒက်စ်တနည်းပဲအနာတာနော့ခိုင်းရှာဝအတာရာရှိဒက်စကားတဲ့တင့်ရဲ့ကုမ္ပဏီရတဲ့အတာရာရှိအစ်စ်လာတဲ့ လုံးလုံးနေကုမ္ပဏီကုမ္ပဏီသက်လားဒီကုမ္ပဏီကကြာပြီလားဒါအီရဲ့ပေါ့နော်ဖူဒူအီဟောင်းပါတယ်ဖူဒူအီအစ်စ်မဟုတ်ပါဘူးကုမ္ပဏီတက်မဟုတ်ကုမ္ပဏီအဟောင်းပေါ့နော်ငကိုရေရှိတဲ့ကုမ္ပဏီဟိုရုံနဲ့ရှိတဲ့ကုမ္ပဏီဖူဒူအီဒက်စ်တစ္ဆန်ပန်နီဟွန်ဂိုဝါမူဇူကာရှိဒက်စ်ကားတဲ့နီဂျပန်စကားခတ်လားတဲ့မူဇူကာရှိခတ်တော့အော်လွယ်တယ်ဆိုတာလေခုနပြောခဲ့ရာစာရှိပေါ့နော်ဤရဲ့ရာစာရှိတဲ့ဆက်တယုံပဲအနာတာနောဥချီဝါအိုခီဒက်စကားတဲ့ တင့်ရဲ့အိမ်ကကြီးလာတယ်ဆိုတော့ဤရဲ့မကြီးဘူးသေးပါတယ်ဆိုတော့ကြီးစာဤပေါ့နော်ကြီးစာဤသေးပါတယ်ကြီးစာဤတဆဆိုပြောပြရမယ်အဲ့ဆိုရင်အာဒီနေ့ကတော့ဘာလို့သွားလဲဆိုလို့ရှိရင်အဲပြန်ပြော summarize လုပ်ကြည့်ရမယ်ဆိုလို့ရှိရင်အဲ ek တွေရှိမယ် e adjective တွေပြီးရင် နာခဲတွေရှိမယ်နာ adjective တွေအဲ့တော့ဤခဲတွေကို does နဲ့ဆက်လို့ရှင်မမ tree to လို့ဆရာမလို့ရိုးစာကြောင်းမှာ does နဲ့ဆက်ပေးလိုက်အောင်မယ်နာခဲတွေကိုရိုးစာကြောင်းပေါ့နော် does တဲ့ကိုထည့်တဲ့အခါကျရင်နာလေးကိုဖြုတ်ပြီးတော့မှထည့်ပေးရမယ်အငင်းဝကြတွေပြောင်းလို့ရှင်ဤခဲတွေက e ကိုဖြုတ်ပြီးတော့ခုနာဤနဲ့ပေါင်းပေးရမယ်နာခဲတွေကကြတော့အဲပေါ့နော်ငကိုရီးယားတို့ကတော့နာပြုံနေတယ်သူ့ကိုဘာလေးနဲ့ဆက်ပေးရမလဲဆိုလို့ရှင်ဂျာအာလီမဆန်ပေါ့နော်ဂျာအာလီမဆန်လေးနဲ့ အဲသူဆက်ပေးရပါမယ်အစားလေးပေါ့နော်အားလေးအကြောင်းလေးပြောခဲ့ပြီးတော့အနောက်မှာတော့နောင်တစ်ခုပါပြီဆိုလို့ရှိရင်တော့နာခဲပဲဖြစ်ဖြစ်ဤခဲဖြစ်မှဖြုတ်ဆရာမလိုပဲနဲ့တန်းပြီးတော့အဲနောင်လေးနဲ့ဆက်ပြီးတော့မှအနောက်ကတစ်ခုခုပေါ့နော်အဲသူရဲ့ဒီစာကြောင်းရဲ့အစုံစကလုံးလာမှာပေါ့အဲဆိုရင်ဒီနေ့ကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆက်ပြကြရအောင်မတ်တာနဲ့